မင်္ဂလာပါဒီကနေ့နိုဝင်ဘာ14ရက်နေ့ဟာဆရာနာသိမ်းမှု1948ရက်မြောက်ဖြစ်ပါတယ်ဒီဘက်မှာလည်းသတင်းအကျဉ်းတွေကိုတင်ပြနိုင်ဖို့စူးစီးထားပါတယ်ပထမအဦးဆုံးရခိုင်သတင်းကိုတင်ပြကြင်ပါတယ်အရခတ်တော်အေးသိမ်းပိုက်ဖို့ကြံနေတဲ့မြို့တစ်ခုဖြစ်တဲ့ကြောက်ဖြူမှာအခုရက်ပိုင်းတိုက်ပွဲတွေပြင်းထန်ခဲ့တဲ့အကြောင်းဒေတာသွင်းသတင်းတွေမှာဖော်ပြသလိုစစ်ရေးရင်းမြစ်တချို့ကလည်းပြောပါတယ်ဒီကြောက်ဖြူမြို့နယ်တွေကဒီတိုင်းချောင်းနဲ့ချောင်းဝရွာကြားကိုစစ်တပ်က နိုဝင်ဘာ၈ရက်လောက်ကစလို့ထိုးစစ်ဆင်ခဲ့ပြီးနိုဝင်ဘာ၁၂ရက်နဲ့၁၃ရက်နေ့တွေမှာတိုက်ပွဲတွေဖြစ်ခဲ့တဲ့အကြောင်းစစ်ရေးရင်းမြစ်ကပြောပါတယ်။တိုက်ပွဲဖြစ်ရာအနီးတစ်ဝိုက်ကိုစစ်တပ်ကလေကြောင်းပုံးကျဲတဲ့အပြင် drone တွေ navy တွေနဲ့ပါပစ်ကူပေးခဲ့ပေမဲ့နောက်ပြန်ဆုတ်နေရတဲ့အကြောင်းဒေတာသွင်းသတင်းတွေမှာဖော်ပြကြပေမဲ့ AA ဘက်ကတော့ထုတ်ပြန်အသိပေးတာမျိုးမရှိသေးပါဘူး။အခုတော့အေနဲ့မဟာမိတ်တပ်ဖွဲ့တွေထိုးစစ်ဆင်နေတဲ့ယူလန်းဒီပေါ်ကိုတွားရအောင်ပါ။ အရခတ်တတော်ရဲ့နှွေမှာ၁၇ရက်ထုတ်ပြန်ချက်အရရခိုင်နယ်မကွေးအစက်ကနေအိမ်ကံဗျူဟာဝင်းချင်းရခိုင်နယ်ပဲခူးအစက်ကဒီကပါစ၁၆ဝင်းချင်းအပြင် ရခိုင်နယ်အေရီအရီအစက်မှာတိုက်ပွဲတွေဆက်ရှိနေတဲ့အကြောင်းသိရပါတယ်တိုက်ပွဲတွေထဲမှာလက်နက်ချသူနဲ့ဖမ်းဆီးရမိသူစုစုပေါင်း82ယောက်အထိရှိခဲ့ပြီးနေအိမ်ကံဗျူဟာက တက်ချက်တယောက်လက်နက်ချလာသလိုကပါစ၁၆နဲ့လေတာတောင်းနားမှာလည်းဖမ်းမိသူ30ထပ်မံနေရှိခဲ့ပါတယ် အခုချိန်အထိလဲဆင်လန်ကျေးရွာအပြင်လေသာတောင်နဲ့ဒီညောင်ချက်တော့ဝင်းကျင်နေမှာတိုက်ပွဲတွေဆက်ရှိနေတဲ့အကြောင်းနားလည်ရပါတယ်။အေယာဝရီတိုင်းဘက်မှာလဲဒီတာပေါင်းနဲ့လေးမျက်နှာမျိုးနယ်ဒီမှာစစ်သား40ရောက်အထိကိုဖမ်းဆီးရမိခဲ့ကြောင်းအေက ထုတ်ပြန်ပါတယ်။အေယာဝရီတိုင်းဘက်မှာတော့တာပေါင်းကလေးကျေးရွာဆက်ဆက်ယူကျေးရွာနဲ့ချင်းလက်ကျေးရွာအိမ်နားမှာတိုက်ပွဲတွေဖြစ်ခဲ့တာလို့သိရပါတယ်။အခုတော့ချင်းတောင်ဘက်ကိုသွားရအောင်ပါ။ ချင်းပြည်နယ်မြောက်ပိုင်းဘက်မှာတော့ဖလန်တိသိမ့်နဲ့ဒီကလေးတိုင်ငင်လမ်းဘက်ကိုစစ်ကောင်မရှင်တပ်ကအင်အားယာကန်တန်းတွေပါတဲ့စစ်ကြောင်း၃ခုခွဲပြီးထိုးစစ်ဆင်နေတာပါပရမစစ်ကြောင်းကတော့တိသိမ့်မျိုးကနေထွက်လာတာဖြစ်ပြီးနိုဝင်ဘာ၄ရက်နေ့မှာစစ်ရေးရအချက်ချာကြတဲ့ဒီကနေဒီတောင်ဝင်းကျင်ကိုပြန်သိမ်းပိုက်ခဲ့တယ်လို့ကိုရဲနေမှာတော့ဒီတိုင်ငင်းရွာကိုပါထိန်းချုပ်ခဲ့ပါတယ်။ကနေဒီတောင်ကိုချင်းတော်လိုင်းတက်တွေက2023နိုဝင်ဘာမှာသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး နှစ်နှစ်အကြာမှာပြန်ပြီးတော့လက်လွတ်လိုက်ရတာပါဒုတိယစစ်ကြောင်းကတော့ကလေးကံကောလမ်းဘက်ကနေပြီးဖလန်းမျိုးဘက်ကိုတတ်ဖို့ပြင်နေတယ်လို့အဲ့မှာတိုက်ပွဲဝင်နေတဲ့တီးတဲ့အခြေဆိုင်တော်လိုင်းတပ်ဖွဲ့တစ်ခုရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်တတိယစစ်ကြောင်းကတော့ကလေးမျိုးကနေပြီးတော့ဒီတိုင်းငင်းရွာဘက်အကိုလမ်းမကြီးအတိုင်းတက်လာပေမဲ့ဒီမှားပြီးရွာအရှိကိုစက်မတိုးနိုင်သေးပဲစစ်ကြောင်းရန်နေတယ်လို့တော်လိုင်းတပ်ဖွဲ့ဘက်ကပြောထားပါတယ် ကလေးတိုင်းငင်းလက်ဟာချင်းပြည်နယ်ကိုစကိုင်းတိုင်းတဲကနေစစ်ကူပို့လို့ရတဲ့အတွက်စစ်ရေးအရအရေးပါတဲ့လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။အခုတော့တနင်္လာရီတိုင်းဘက်ကိုတွားရအောင်ပါ။ဒီတနင်္လာရီတိုင်းဘက်မှာတော့ထိုင်းမြန်မာနယ်စပ်ကဒီမောတောင်မြို့ကိုတော်လိုင်းပူပေါင်းတပ်တွေကနိုဝင်ဘာ14ရက်မနက်ပိုင်းမှာတင်ပိုက်ခဲ့တယ်လို့သိရပါတယ်။မောတောင်မြို့မှာရှိတဲ့တပ်စခန်းရဲ့ဂိတ်တွေကိုနိုဝင်ဘာ17ရက်ကနေ14ရက်အထိတိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဒီကနေ့မနက်မှာပဲစစ်ကော်မရှင်တပ်သားတွေထိုင်းဘက်ကိုထွက်ပြေးသွားတာလို့သိရပါတယ်။ဘိတ်ဘုတ်ပြင်ပြည်တော်စု လမ်းမကြီးကနေဒီမောတောင်မြို့စီကိုသွားတဲ့လမ်းတစ်လျှောက်ကိုလည်းတော်လိုင်းတပ်တွေကထိန်းချုပ်ထားပြီးတော့စစ်တပ်ကပြန်ပြီးတော့ထိုးစစ်ဆင်နေပေမဲ့ဒီတိန်ခွန်ရွာနာကနေရှေ့ကိုစက်မတက်နိုင်သေးဘူးလို့ဒေသသွင်းသတင်းတွေမှာလည်းဖော်ပြကြပါတယ်။အခုတိုက်ပွဲကြောင့်မောတောင်မြို့ကအာလုံးဒီပါထွက်ပြေးသိမ်းရှောင်နေရပြီးစားနေရိတ်ခံတဲ့အမိုးအကတွေလည်းအရေးပေါ်လိုအပ်နေပါတယ်ခင်ဗျာ။ အခုတော့ဒီကြားဖြတ်သတင်းအကျဉ်းကိုတင်ပြပါမယ်။ online ငွေလိမ်မှုနဲ့ပတ်သက်ပြီးတော့ American ဘဏ္ဍာရေးဝန်ကြီးဌာနကအရေးယူပိတ်ဆို့ထားတဲ့ဘုံမူကြီးစောချစ်သူအပါအဝင်မြန်မာနိုင်ငံသား၁၀ယောက်နဲ့အဖွဲ့အစည်းကိုကူအထိရှိလာပါပြီ။ဒါအပြင်ကြားဖြတ်နေနေအတွက်ငွေလိမ်ကိန်းတိုက်ဖြတ်ရေးအထူးအဖွဲ့ကိုဖွဲ့စည်းလိုက်ပြီးအဲ့ဒီအဖွဲ့တွေမှာတရားရေးဌာန FBI နဲ့ထောက်လှမ်းရေးအဖွဲ့အစည်းတွေအပါအဝင် Federal ဥပဒေစိုးမိုးရေးအဖွဲ့တွေလည်းပါဝင်တဲ့အကြောင်း အမေရိကန်အစိုးရကနိုဝင်ဘာ12ရက်မှာကြေညာပါတယ်ဓာတ်တူပါပဲတရုတ်အစိုးရက အလို့ရှိနေတဲ့ရွှေကုတ်ကိုမြို့သစ်ထူထောင်သူရှီဂျီကျန်းကိုလည်းထိုင်းအစိုးရကနိုဝင်ဘာ12ရက်နေ့မှာလွှဲပြောင်းပေးခဲ့ပါတယ်မြန်မာစစ်ကော်မရှင်ဘက်ကတော့ KK ပတ်နယ်မြေတွေကအွန်လိုင်းလောင်ကစားနဲ့လိမ်လည်မှုတွေလုပ်နေတဲ့အစအဦးတွေကိုဖြိုချဖျက်ဆီးသွားမယ်လို့ပြောထားပါတယ်အခုတင်ပြခဲ့တာတွေက DVB ကစူးစီးရသလောက်ပဲဖြစ်ပြီးဒေသခံတွေဒေသအခြေဆိုင်သတင်းဌာနတွေ တာဝန်ရှိသူတွေရဲ့ပြောပြချက်နဲ့ထုတ်ပြန်ချက်တွေကိုကိုးကားထားတာဖြစ်ပါတယ်။နောက်ဆက်သွဲတဲ့နေ့လေးကိုတော့ DPP ရဲ့ website facebook နဲ့ youtube channel တွေမှာအချိန်နဲ့တပြင်းကြီးပေါ်ပြပေးနေပါတယ်ခင်ဗျာ။